ွေချောင်းတွေ့ထားတယ်မြောက်နော်အာအဲ့ဒါကြတော့အကျိုးအမြတ်နဲ့သူတို့သွားရမယ့်လမ်းကြောင်းရှိတယ်တချို့သောနေရာတွေမှာဘာကြောင့်မပြလဲဆိုရင်ဥပမာ What's up guys ငါလာပါဒီကတော့ဒီကိုတယောက်ပြောပြလာတဲ့ပူတာအိုကနော်လူတွေမသိသေးတဲ့ဒီကံပီကဆန်ပြီးရှိုးဝက်ဆန်းချတဲ့အရာတွေအကြောင်းနော်တော်တော်ကြီးကိုစိတ်ဝင်စားမလို့ကောင်းပါတယ်ဆိုတော့ဘုဒ္ဓကြားလေးရမယ်ကျောက်ဘူးနော်ဘောလေးရှိအောင်ဒီဗီယိုဖိုင်လေးကိုအတူတူလိုက်ကြည့်အောင် အားလုံးနဲ့မင်္ဂလာပါမင်္ဂလာပါကျွန်တော်နာမည်ကအယောတီဖာလို့ခေါ်ပါတယ်အနုပညာသမားတယောက်ဖြစ်တယ်ပူတောင်မြို့မှာနေတာဖြစ်တယ်ပူတောင်မြို့ရွာထဲမှာကျွန်တော်လိုက်နေတဲ့အချိန်မှာအရှာထူးဆန်းတဲ့နေရာတွေကိုပြောပြထားတဲ့ဟာရှိတယ်ဒီနေရာကိုတကယ်တွေ့ရှိထားတဲ့ကိုနိုင်ကသူတို့ကိုနိုင်အာမခံသွားရောက်ပြီးတော့မှအာခေါ်သွားပေးနိုင်တယ်လမ်းပြပေးနိုင်တယ်ခင်ဗျားသွားကျင်တဲ့ နေရာရှိရင်ဒီနေရာကိုအချက်ဆက်လောက်ပြီးမှသွားလို့ရတဲ့နေရာတိကျတဲ့နေရာဘောနော်တချုပ်နေရာကြတော့တကယ်မြေွက်စမ်းကျင်နေရာဖြစ်တဲ့ကြောင့်သဘောတူညီမှုဖြစ်ဖြစ်အကျိုးအမြတ်ဖြစ်ဖြစ်နော်အလိုမျိုးဂတိသာချုပ်နဲ့လောက်မှလိုက်ဖို့ပေးနေတဲ့နေရာလေးပါတယ်ကျွန်တော်သဘောတရားပြောပြမယ်တကယ်ဒီနေရာကိုစိတ်ဝင်စားတယ်ဆိုရင်အဲ့ဒီနေရာစိတ်ဝင်စားတဲ့နေရာနဲ့ကျွန်တော်ပြောတဲ့ဒီနေရာဒီနေရာဆိုမှ အရာကိုကျွန်တော်ကပြန်ပြောခဲ့။ Okay ဆက်ရအောင်။ပါရမဇုံတနေရ။ပူတောင်မြို့ကောင်းမွန်လုံးဇေတီအနည်းတဝိုက်။အိုက်ကနဲ့ရန်တော့မဝေးဘူး။ဒါပေမဲ့အတိအကျမပြောတော့။အဆက်တွေလာလောက်ခဲ့။ဘာရှိတယ်ဆိုရင်တော့တောတနေရမှာဇေတီတစ်ခုရှိတယ်။အဲ့ဒီဇေတီကသူတရက်စာထဲမကျော်။ဒေတာခံမှုဆိုးရီ အဲ့တော့သွားပြီဆိုရင်ခဏခဏတွေ့တယ်တွေ့တယ်ပြောပြတော့အဲ့မှာရှမ်းတွေကိုပြောပြတဲ့အချိန်မှာရှမ်းတွေကလာရှာတယ်ဘလောက်ရှာရှာဒီနေ့အထိမတွေ့ဘူးအဲ့ဒီဇေတီအာမကြာမကြာတနေ့နနေ့မှာတစ်ခါတစ်ခါပြန်တွေ့တယ်တချို့ကပြောကြတာပေါ့ကိုပြောက်ဇေတီဘောနော်တစ်ခုပဲရှိတာအဲ့တော့တစ်ခုဇေတီဇေတီကတော့ဆူတယ်အဲ့တော့ကြာတော့ ာဒီကောင်းမွန်လုံဟိုဖက်ခတ်ချုံဖက်ကနဲ့အိုးတောင်ပုံဖက်အာတေယုနေဆက်အချီဝနောအဲ့နာတဝက်မှာရှာဖွေသိရှိထားတဲ့မွန်ဆူတယောက်ဗာလေဆိုရင်အဲ့မှာလေးပဲတစ်လေရင်ပြန်ကြောက်ဖြစ်ယူကြွေဖြစ်သွားတဲ့လေရင်ပြန်အချီကြီးလေရင်ပြန်က ိုက်ထဲမှာမိုးရွာလို့ရှင်နားလို့ရတယ်နားလို့ရတယ်အဲ့ဒီလေရင်ပြန်တဲ့ပေ90လောက်မှာဇေတီတစ်ခုရှိတယ်အဲ့ဒီဇေတီရဲ့အောက်မှာကြတော့အာတားကောင်တွေရှေ့တကြောက်တစ်ခါတည်းမုံဆိုးတွေနော်တားဘူးတောက်ဝဆင်ပြေလို့ရှင်တားကောင်တိတ်တိတ်လေးတွေဘုနော်အမရှာစားတာအဲ့ဒီဇေတီရဲ့သူသူဆန်းချက်ကပါလဲဆိုရင် လေကားပေါ့လေကတိလှုပ်ထားတဲ့အောက်တွားကြတော့ဒီပလိသားလောက်ထက်တဲ့လေကားရှိတယ်။ဟာအဲ့ဒီနေရာမှာအဲ့ဒီမုဆိုးပါမတော်ရရတယ်။ဘာကြောင့်လဲဆိုရင်အဲ့ဒီမုဆိုးမပါဘဲနဲ့တစ်ခေါက်တွားကြည့်တဲ့ချင်းဆတ်ဆတ်ချင်းတွေးတဲ့မုဆိုးဘုံပန်းရှင်ဘုံအဲ့ဒီနေရာကိုတွေးရှိထားတဲ့မုဆိုးပန်းရှင်မပါဘဲနဲ့တစ်ခါတွားကြည့်တဲ့သူရှိတယ်။အဲ့ချင်းမှာနင်းလို့လား အကြီးကြီးဝဲဝုံတော့အဲ့လိုမျိုးတို့တွေ့ခဲ့ပြီးမှအဲ့ဒီသူကနောက်ဆက်ပြီးမှပြန်လာရတဲ့ဟာလေးရှိတယ်เนาะတကယ်ကိုနိုင်အဖြစ်ပြနှင်းလူနဏီယာနော်နောက်ထပ်တဏီယာကဘာလဲဆိုရင်အဲ့ဒါလေကျွန်တော်အမျိုးထဲကပဲဟာရှောက်ပြီးတိရှိတာအဲ့ဆိုတိကျပါဘောနော်တော့မှတော့ရင်းနေအာသူတို့ကျွန်တော်ကရှာချီအခုအရန်သူစမ်းတဲ့အဲ့ဒီအတီးဘောနော် တေးဥပင်မှာရောင်းတဲ့ဟာရှာလာရှာရင်းနဲ့လမ်းမှာအရန်မောလို့တောတွေမှာဆိုရင်နားလို့ရတဲ့နေရာဆိုရင်နားကြတာနားလို့ရတဲ့နေရာဆိုမှတိတက်မရှိဘူးအဲ့ဒါနဲ့အရှင်ပြေတဲ့နေရာမှာမောပြီးဆိုရင်နားကြတော့ဘုန်းအဲ့နားကြတဲ့ချိန်မှာသူတို့ခြေနင်းနေတဲ့နေရာကိုတုတ်ချောင်းနဲ့ဒီလိုနင်းနေပါပါတော့အဲ့လိုတုတ်ကြည့်လိုက်တော့အမကွန်ကရစ်ခင်းထားတယ်အဲ့ဒီကွန်ကရစ်ခင်းထားတဲ့နေရာကို တစ်ချက်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 ရှာရင်းရှာရင်းနဲ့15ပေလောက်မှာအဲ့ဒီကွန်ကရစ်လမ်းကဒီကြောက်ကပန်းနဲ့ထိတာမနော်ထိမှာအဲ့ဒီဟာကိုပြန်ဒီလိုမျိုးလမ်းကြည့်လိုက်တဲ့အချိန်မှာတကာအမေရိကန်လိုရေးထားတယ်တကာအဲ့တကာကိုသူတို့ကဖောက်လိုက်ပြီဖောက်လိုက်မှညာဘက်တကာတော့မဖောက်ဘဲနဲ့ဒီတိုင်းထားထားတယ် အဲ့တကားဖောက်ပြီးတော့တို့ကအသေးမှဟောအောက်ဆင်းလို့ရတဲ့လမ်းပေါ့နော်တတိလေးအားကြောင့်အဲ့လမ်းတန်းအောက်ဆင်းကြည့်မှတို့ကအရန်မောင်တို့ကြောင့်တတ်မီနဲ့ထိုးမအောင်တော့အာဟောတော့ငါမနီလောက်အောက်ဆင်းကြည့်မှကြောက်ခဲနဲ့တလုံးပြေးလိုက်တဲ့ချိန်မှာအဲ့ဒီကြောက်ခဲပြေးလိုက်တဲ့အတန်ကမဆုံးသွားဘူးအတန်ကအဲ့ဒီဇိုင်ကုန်ဟောတော့ ပိတ်ထားတဲ့ lain ကိုအထဲမဝင်ရမွေကြီးတွေရှိမယ်နောက်တစ်ခါဆိုရှော့တိုက်တွေပါပြီးယူသွားမှအထဲကိုဝင်ကြီးရမယ်ထင်တယ်ဆိုပြီးတော့မှမဝင်ရေးမှပြန်လာတယ်အဲ့ဒါကတော့တွေ့ထားတဲ့သူက၃ယောက်ပေါင်းမှတယောက်သေးနဲ့သွားလို့မရအောင်အဲ့၃ယောက်ကိုနိုင်ကဆောင်တဲ့အချိန်မှာလိုက်ပြလို့ရတယ်အဲ့ဒါတနေရနောက်တနေရကျတော့ပါလဲဆိုရင်ညမှာဒီ တောင်ပေါ့နော်တောင်တောင်လုံးကအလုံးတလောက်လောက်ကြီးတဲ့မြင်းဒင်းနာကျေလိုပေါ့နေမှာမလင်းအမြင်နဲ့နင်းလေလင်းတာလည်းမဟုတ်ဘူးတခါတည်းနော်ဒီလမိုင်ညတွေမှာလင်းတဲ့ဟာရှိတယ်အဲ့နေရာကိုလေအာပူတော်ကနဲ့မြုပ်သေးကနဲ့၃ရက်ကြာတဲ့နေရာပေါ့နော်အဲ့လောက်ဝေးတဲ့နေရာမှာအလိုမျိုးနေရာရှိတယ် အာဒီနေရာကိုလမ်းပြပေးမဲ့သူတွေအခုတရှိတယ်နောက်တနေရာနောက်တနေရာကပါလေဆိုရင်ရွှေချောင်းဝါအာအဲ့ဒီရွှေချောင်းကလည်းသူကရွှေတွေကောက်လာပြီးမှသူအာလူပြိုတုံးကပူတောင်မြို့ကိုလာရောက်တယ်ရောက်နေချိန်မှာအဲ့ဒီသူတို့အာခေကာလာမှာရွှေစေကအရန်နေတယ်မရတဲ့ကြောက်ရွှေကအဲ့ဒီရွှေယူလာမှရောင်းမှာ ီပူတောင်မြို့ကနေအာနေဆုံး၈ရက်၉ရက်လောက်ကြာတဲ့လမ်းခီးခက်ခဲတဲ့နေရာဖြစ်တဲ့ကြောင့်နောက်တစ်ခါသွားမရှာခဲ့ဘူးအခုခါပြန်ရှာမှရွှေစည်းတက်တဲ့ချိန်လုံမယ်ဆိုမှသူတို့လုံနေတယ်အဲ့ဒါနဲ့အဖိုးကြီးတကယ်ရှိတယ်ရွှေချောင်းတွေ့ထားတဲ့နေရာဘုနော်အာအဲ့ဒါကြတော့အကျိုးအမြတ်နဲ့သူတို့သွားရမယ့်လမ်းကြောင်းရှိတယ်နေနေရမျိုးရောက်လာတော့ကွာမိုင်းနော် တချို့တော့နေရာဒီမှာဘာကြောင့်မပြလဲဆိုရင်ဥပမာဇေတီကိုတွေ့တယ်ဆိုပါစို့အာဘုရားဘာသာတွေကဒါငါတို့ခြံငါတို့နေမြင်အနုလာတင်းတဲ့ဟာလည်းအများရှိတယ်အဲဒါကြောင့်음မပြောပြခြင်းတဲ့ဟာလည်းရှိတယ်ဒါကြောင့်ဂတိတာချုပ်နဲ့အာရုံဥပမာတပ်ပုံမရရအောင်စီမရရအာရုံနော်စီမီစီကနဲ့ခေါ်သွားပေးမယ့်ဟာအဲဒီဟာကိုနားလေပြပါလို့နော်အာနောက်တစ်ခုလိုင်းကုန်း အဲ့ဒါကြတော့อืมဘူတောင်းမြို့ထဲမှာမဟုတ်ဘူးဘူတောင်းမြို့နဲ့ဝေးတယ်ဝေးတယ်ဒါနဲ့ဆိုင်ကီကားသွားလို့ရတယ်အဲ့ညာကအာလိုင်းကူကမိနစ်30လောက်သွားမှအဲ့လိုင်းကူကြော်ပြီးဆိုတော့ဟိုဘက်မှာကျတော့တကယ်စီးနန်းတဲ့နေရာရှိတယ်စီးနေတဲ့ကြားတဲ့အဲ့ဒါလည်းလိုင်းကူတကယ်ရှိတော့နော်သူစမ်းတဲ့နေရာနောက်တစ်ခုအဲ့ဒါကျတော့လီဆူလို့ကျတော့ အာမစ္စလိုပြောတယ်အာတလင်းကြောက်ပြောမလားတော့တော့မန်လို့ကြောက်ကအချုံချုံနဲ့မန်ပုံစံမျိုးပေါ့အမှုထွက်တဲ့နေရာအားရလည်းဝေးတယ်ရှိတဲ့တွေ့ထားတဲ့နေရာကိုလမ်းပြမဲ့အဲကျွန်တော်တို့ဦးလေးရှိတယ်အချိုးအမျက်နဲ့ဆိုရင်တော့သူတို့လည်းခေါ်သွားပေးမယ်လောက်ရအောင်ပြောတော့ဘုန်းတော် ဟာအဲ့ဒီနေရာတွေတခြားထူးဆန်းတဲ့နေရာတွေပြောလို့မကောင်းတဲ့ဟာတွေနော်စေတနာနဲ့ဆိုင်တဲ့ဟာတွေရွှေကြောက်တဲ့ဈေးကြီးတဲ့နေရာတွေတပိုင်းတစပြောပြထားတဲ့ဟာတွေရှိတယ်နော်အာကြောက်စိမ်းအာတော့ပြောမလားချောင်းတချောင်းလုံးကတခါလေးကြောက်စိမ်းလေတချောင်းလုံးဒါနဲ့ကြောက်တလုံးက ဟောအင်ခန်းတခန်းစာလောက်ရှိတဲ့ကြောက်ဝါတိတိလေးတလုံးမှမရှိအဲကြောက်ကကြီးကြီးပဲအဲအဲကြောက်တအားလုံးကကြောက်စင်းအရန်လင်းနေတဲ့ကြောက်စင်းကိုကြောက်စင်းပေါ်တော့အဲ့လိုဖက်ရတော့ကြောက်စင်းတဲ့နေရာလည်းရှိတယ်အဲ့ဒါလည်းတွေ့ထားတဲ့သူရှိတယ်မဟုတ်ဒီလိုမျိုးနေရာတွေပို့တောင်းမှရှိတယ်အခြားအခြားတော့ကျွန်တော်မသိသေးတဲ့ဟာတွေရှိတယ် လေရင်ပြန်အပြက်တွေလည်းရှာဖွေသိရှိထားတဲ့ဟာတွေရှိတယ်။လေရင်ပြန်တဲ့ပတ်သက်မှောင်တော့အာအလာရီကိုအဲနေရာတွေလမ်းပြပေးပါဆိုရင်ကျွန်တော်ဆက်တွေ့ပေးခဲ့ကျွန်တော်ကတစ်ဆင့်အဲ့ဒီတွေ့ထားတဲ့သူကိုပြောပြမယ်ဂျားထဲမှာဟိုဘက်ကတွေ့ထားတဲ့ပိုင်ရှင်တွေကဒီလို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 ပြောတဲ့ဟာကိုဒီသွားချင်တဲ့သူ ရှာအလက်လာချင်တဲ့သူတွေကသဘောမတူနိုင်ဘူးဆိုရင်ဒီခရီးစဉ်ကတခုမှဖြစ်မှာမဟုတ်ဘူး အာအကေရအဲ့ဒီနေရာတွေကိုသွားကျင်တဲ့သဘောတူညီမှုတွေကွက်တိရတယ်ဆိုရင်음โอเคအဲ့ဆိုရင်အာအဲ့ဒီအရှင်သင်္ကေတမှာကျွန်တော်လည်းအာအနည်းအနည်းညီတော့ပါဝင်ရမှာဖြစ်တယ်ဘာတော့ဒီကုတောင်မြို့မှာမတိမနာလေတေးတဲ့မတွေ့သေးတဲ့တခြားအများကြီးရှိတဲ့ထဲကနေကျွန်တော်အာတက်တည်နေတကွာ အပိုင်ရှင်တွေ့ထားတဲ့သူရှိတဲ့ဟာကိုကျွန်တော်ပြောပြရချင်းဖြစ်တယ်ဘုနော်အားလုံးစိတ်ဝင်စားတယ်ဆိုရင်အာနောက်အချိန်နေကောင်းလာတဲ့အချိန်မှာဆက်တွေ့လို့ရမှာစိတ်ဝင်စားတာပေါ့ဒီကွာဖြစ်အောင်တွားရအောင်စိတ်ဝင်စားတာအမြင်ကအခုတွားနေကြကြတော့ဟိုအောင်ကြောက်ငကားကိုးကောင်ဆိုတဲ့ဟာလေလူတွေတွားနေကြတယ်အားဒီနေနေနေသူစမ်းနေတဲ့တွားနေကြနေရသူတောင်းတောင်းတုံးမှာရှိတဲ့ကြောက်ကအကြီးကြီး တတီအားလုံးကအဖျားကိုတခါလေးခြုံထားတာ။အိုးအဖျားပိုင်းတခါလေးခြုံထားတယ်။ဘလောက်ကြီးတဲ့ကြောက်ဖြစ်ဖြစ်အိုးအဖျားကိုဒီလိုခြုံထားတဲ့တောင်ရှိတယ်။အဲ့ဒီတောင်ထဲမှာကြောက်ကူလေးရှိတယ်။အယမ်းမရှိတဲ့ငူပေါ့။အဲ့လိုမျိုးနေကြတော့အခုသိုးသိုးစေသွားနေကြနေရာတွေဖြစ်တယ်ဘောနော်။ Okay ။ဒီကိုရဲ့ပြောပြချက်အတိုင်းဆိုရင်ပြတော်တော်ကြီးကိုအာထူဆန်းတဲ့နေရာမျိုးတွေလို့ပြောရပါမယ်။ ကျွန်တော်ရွှေရှောင်းတွေရှိတဲ့နေရာတွေကျောင်းစင်းရှောင်းတွေရှိတဲ့နေရာတွေเนาะနောက်ဟိုဇီဒီတွေเนาะဆိုတော့တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ဒီစိတ်ဝင်စားတော့တော်ကြည့်ရှင်တဲ့လူတွေရှိရင်သူရဲ့ပြည့်စုံကိုကျွန်တော်ရှာပေးထားပါတယ်သူနဲ့ဆက်တည်ကြည့်လိုက်ပါโอเคဒါလေးကတော့ဘုသူတရအောင်ကြောက်ဖို့နောက်ပေါ်လေးရှိအောင်တက်တက်မျှဝေလိုက်ကြပါဆိုတော့ see you next video bye bye